တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ6ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ PDF နဲ့မဟာမိတ်များတနိုင်ငံလုံးအတိုင်းအတာနဲ့ viewer မြောက်တိုက်ပွဲဝင်ပါကအဆုံးသက်အောင်ပွဲရမယ်လို့ယုံကြည်ကြောင်းကာကွယ်ရေးဝန်ကြီးဦးရင်မောင်ပြောဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်မြပုံမိုချစ်ကြည်စီလုံးပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့မဟာပြူဟာမြောက်တိုက်ပွဲဝင်ပါကအဆုံးသက်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရလုံးအတွက်ဖြစ်လိမ့်မယ်လို့ယုံကြည်ကြောင်းကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ်။ယမန်နေ့မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်မှာပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကမိန့်ခွန်းပြောကြားခဲ့ရမှာယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ တော်လန်ရေးဆိုတာအတိုင်းအဆမရှိတဲ့အခက်ခဲတွေကိုကြော်ဖြတ်ရင်းငါတို့မျော်မှန်းတဲ့စစ်ကြုံအဖြစ်ကလွတ်မြောက်ရေးနိုင်ငံရေးပန်းနိုင်ကိုအရောက်သွားဖို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်။ငါတို့မှာစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေကိုလေးစားလိုက်နာတဲ့တက်မတော်တရက်အစစ်စင်သောအမိန်ပေးအမိန်နာခံမှုကောင်းတဲ့တက်မတော်တရက်ဉာဏ်ပညာနဲ့သူရတ္တတိပြည့်ဝတဲ့တက်မတော်တရက်ရှိထားပြီးဆိုရင်ဒီတော်လန်ရေးမအောင်မှစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလိုတယ်လို့ဝန်ကြီးဦးရီမွန်ကပြောပါတယ်။ PDF တက်မတော်ထူထောင်နိုင်အောင်ရက်တီနိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ကုညီဆောင်ရှောက်ပေးခဲ့တဲ့တော်လန်ပြည်သူများမဟာမိတ်တော်လန်ရဲ့အဖွဲ့အစည်းများအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းဝန်ကြီးကပြောပါတယ်။ပြည်သူတော်လန်စစ်အတွင်းအသက်ဆွန့်လူခဲ့တဲ့အာဇာနည်တွေကိုလက်အင်ကာပေးဆက်ခဲ့တဲ့သူရဲကောင်းတွေအားလုံးကိုလည်းဒီရက်မြက်မှာဥညွတ်ဂုဏ်ပြုလိုက်ပါတယ်။ PDF ၄နှစ်ပြည့်အကျိုးမွေးနေ့လက်ဆောင်အဖြစ်အညာကရဲဘော်တွေကအင်းတော်မြို့ကိုရယူပေးခဲ့ပါတယ်။ ဒီမွေးနေ့လက်ဆောင်အတွက်အညာ PDF တွေနဲ့မဟာမိတ်အဖွဲ့တွေအားလုံးကိုအထူးကျေးဇူးတင်ရတယ်။အင်းတော်အောင်ပွဲဟာ PDF တက်မတော်အတွက်တမိုင်းဝင်အောင်ပွဲလည်းဖြစ်တယ်။ဒီအောင်ပွဲကတော်လန်ရေးရှစ်ခီးအတွက်နမူနာယူစရာသင်ငန်းစာယူစရာအတွေ့အကြုံကောင်းတွေပေးခဲ့တယ်လို့ဝန်ကြီးဦးရင်မွန်ကပြောပါတယ်။အင်းတော်တိုက်ပွဲအောင်ပွဲရခြင်းမှာမြေပြင်ပိုင်ဆိုးမှုပြည်သူလူထုထောက်ခံပါဝင်မှုနဲ့ရေရှည်တောင့်ခံနိုင်စွမ်းတို့ကြောင့်ဖြစ်တယ်လို့ဝန်ကြီးကရှင်းပြပါတယ်။စစ်ကောင်စီတပ်သားတွေထမင်းတလုံးအတွက်ကြောက်ကြနေရခြင်းမှာ PDF ရဲဘော်တွေစိတ်ဖြောင့်ဖြောင့်မပူမပင်တိုက်ပွဲဝင်နိုင်ဖို့ချက်ပြုတ်ကျွေးမွေးရေးတာဝန်ကိုပြည်သူတွေကထမ်းရွက်ပေးခဲ့ကြတာဖြစ်တယ်။ပြည်သူထောက်ခံပါဝင်မှုနဲ့အတူ PDF ပကဖပအဖပလဖနဲ့မဟာမိတ်တပ်ဖွဲ့တွေဟာစစ်စင်ရေးတာဝန်ကိုလက်တွဲညီညီထမ်းခဲ့ကြတာလေဒီအောင်ပွဲကပေးတဲ့စံနမူတာကောင်းဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်နှစ်ပတ်စလုံးမှာအခက်အခဲရှိခဲ့ပေမဲ့လည်း PDF ရဲဘော်များဟာပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုရရှိထားရုံသာမကမတရားမှုကိုတွန်းလှန်ရင်းတရားတော်စစ်ကိုဆင်နွှဲနေကြတယ်ဆိုတဲ့အသည့်ကအောင်ပွဲရသည့်အထိတောက်ခံရန်ခွန်အားပေးခဲ့တယ်လို့ဝန်ကြီးကပြောပါတယ်။အခုငါတို့လက်ထက်ရောက်နေတဲ့တက်မခွန်ခွန်တက်မမှုအပါအဝင်တုံ့ပန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝင့်ခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထဲ့ဝင်ဖို့ဂရုပြုကြတယ်။ စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တမှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒီအတွေ့အခေါ်ကိုအမြန်ဆုံးစွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်။ဒီလိုသာစွန့်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရရမယ်။စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးလိုတယ်လို့ဝန်ကြီးဥယျာဉ်မွန်ကပြောပါတယ်။ စစ်ကောင်စီဟာပြည်သူကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများပုံမှုပြုတ်လုနေချိန်မှာပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ယူထားတဲ့ PDF ရဲဘော်များကပြည်သူများလေကြောင်းအန်ရဲကင်းဝေးစေရေးလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအဆက်မပြတ်သတိပေးနှိုးဆော်မှုများပုံမှုအားဆိုင်ရန်လည်းတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းသမ္မတရဲ့ချင်းချောက်မှုရှိနေပေမဲ့ရုရှားနိုင်ငံရင်းမြစ်နီဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နှစ်80ပြည့်အခမ်းအနားကိုမင်းအွန်လိုင်းနဲ့အတူကျူကျူလှက First Lady အဖြစ်ပထမဆုံးပွဲတက်မယ်။ ်မေလ9ရက်နေ့နံနက်ပိုင်းနေပြည်တော်လေးစိမ့်မှထွက်ခွာပြီးလန်ခုလက်တရုတ်ပြည်မှလေရင်စီဖြစ်ခီးတထောက်နားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းသမ္မတဇယ်လန်စကီရဲ့ချိန်ချောက်မှုရှိနေပေမဲ့ရုရှားနိုင်ငံရင်းမြစ်နီ180ပြည့်အခမ်းအနားကိုမင်းအောင်လိုင်နဲ့အတူကျူကျူလှက First Lady အဖြစ်ပွဲတက်ရောက်မှဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်များကပြောဆိုပါတယ်။ မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ယင်းမြင်းဒီမှာပြုတ်လုံမဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ယင်းမြင်းဒီအောင်ပွဲအခမ်းအနားကိုမင်းအောင်လှိုင်နဲ့အတူမိမဖြစ်သူကျူကျူလှက First Lady အဖြစ်ပွဲတက်ရောက်မှာဖြစ်ကြောင်းအဲ့ဒီလိုပွဲတက်ရန်ရုရှားနိုင်ငံကကျူကျူလှကိုတရားဝင်ဖိတ်ကြားခဲ့ကြောင်းသိရှိရပါတယ်တက်ချုပ်ဇနီးကိုတရားဝင်ဖိတ်ကြားတာဖြစ်လို့ရုရှားခီးစင်မှာပါမယ်နိုင်ငံတော်အဆင့် First Lady အဖြစ်ပြည်ပမှာပထမဆုံးတက်တဲ့ပွဲလေးဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်များကရှင်းပြပါတယ် ရုရှားနိုင်ငံမော်စကိုမြို့မှာနှစ်80ပြည့်ရင်းမြစ်နီအောင်ပွဲနေ့အတွက်မေလ10ရက်နေ့မှမေလ10ရက်နေ့အထိ3ရက်ကြာအပြစ်ခတ်ရက်ဆိုင်ရန်ရုရှားရဲ့ကံလန်းချက်ကိုမေလ3ရက်နေ့မှာယူကရိန်းသမ္မတဇယ်လန်စကီးကပယ်ချခဲ့တဲ့အပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်များရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မင်းအောင်လိုင်းနဲ့မိမကြည်ကျူလှစစ်ဘိုလ်ချုပ်များဟာမေလ9ရက်နေ့နံနက်ပိုင်း MAI Airbus A319 115 HYXLK လေးရင်နဲ့နေပြည်တော်လေစိတ်မှရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာมาဖြစ်ပြီးလန်ခီးကြီးမှခီးတထောက်ဖြစ်တရုတ်နိုင်ငံမှာခိတ္တဆင့်သက်ရန်နာ၍လေရင်စီဖြည့်มาဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ American ကိုပြစ်မှတ်ထားတဲ့ online ငွေကြေးလိမ်လည်မှုများအတွက်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်ပုံမူကြီးစောချစ်သူနဲ့တာနအူးကို American အစိုးရကဒဏ်ခတ်ပိတ်ဆို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American များကိုပြစ်မှတ်ထားဥတီတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝဲမှုများအတွက်စစ်ကောင်စီလက်အောက်ခံ BGF ကောင်းဆောင်ဘုံမူကြီးစော့ချစ်သူနဲ့တာနှဦးကိုအမေရိကန်အစိုးရကတန်ခတ်ပိတ်ဆို့လိုက်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်စစ်ကောင်စီလက်အောက်ခံ BGF ကောင်းဆောင်ဘုံမူကြီးစော့ချစ်သူနဲ့တာနှဦးဖြစ်တဲ့စော့ထူအေမူနဲ့စော့ချစ်ချစ်တို့ကိုအမေရိကန်ဗန်နာရေးဝန်ကြီးဌာနကပြစ်မှတ်ထားအရေးယူတန်ခတ်ပိတ်ဆို့လိုက်ကြောင်းအမေရိကန်ပြည်ထောင်စုကိုပြစ်မှတ်ထားတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုများလူကုန်ကူးမှုနဲ့ နေဆက်ဖြတ်ကျော်မှောင်ခိုကုမှုများအတွက်၎င်းတို့၃ဦးကိုအမေရိကန်ကတံခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF ကထိုင်းမြန်မာနယ်စပ်မှာစိုက်ဘာလိမ်လည်မှုအစုအဖွဲ့များတည်ရှိရာထိုင်းမြန်မာနယ်စပ်မြားဝတီမြို့ကိုထိန်းချုပ်ထားကြောင်းသိရှိရပါတယ်။ KNA ကစီမံဆောင်ရွက်တဲ့စိုက်ဘာလိမ်လည်မှုလုပ်ငန်းများကရာဇဝတ်ခေါင်းဆောင်နဲ့သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များအတွက်ဝင်ငွေဘီလီယံနဲ့ချီရရှိစေပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့အဲ့ဒီလိုရာဇဝဲမှုတွေကနေအကျိုးအမြတ်ရရှိနေတဲ့အဲ့ဒီကွန်ရက်ကိုတားဆီးဖို့နီလန်မျိုးစုံအသုံးပြုသွားမှာဖြစ်တယ်လို့အမေရိကန်ဘဏ္ဍာရေးတူဝန်ကြီးမိုက်ကယ်ဖောကန်ဒါကပြောဆိုပါတယ်။ကရင်နေကြဆောင်တက် BGF ကောင်းဆောင်ဘုံမကြီးစောချစ်သူခဆန်မြင့်ရဲ့မိသားစုနဲ့မဟာမိတ်မြတ်မှာကျွေဝချမ်းသာစေတဲ့နိုင်ငံဖြစ်ကျော်စီးပွားရေးကွန်ရက်မှာစိုက်ပါလိန်လေတဲ့ဒုစရိုက်လုပ်ငန်းများလှုပ်ဆောင်တဲ့ခြံဝင်းကြီးများတရားမဝင်ကာစီနိုများနဲ့တရားမဝင်လောင်းကစားလုပ်ငန်းများပါဝင်ကြောင်း စစ်တပ်နဲ့လက်အောက်ခံ BGF တို့ဟာအဆိုပါတရားမဝင်လုပ်ငန်းများကိုလုတ်ကင်ပြီးနိုင်ငံတကာယာစွမှုများမှအပြစ်ပေးအရေးယူခံရခြင်းမရှိဘဲကင်းလွတ်စွာကျူးလွန်ချမ်းသာနေကြပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံကရင်အမျိုးသားတပ်မတော် KNA ဟုအမည်ပြောင်းလဲထားတဲ့ကရင်နယ်ခြားဆောင်တပ် BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူခဆန့်မြင့်၎င်းတို့မိသားစုနဲ့မဟာမိတ်များရဲ့ကြွယ်ဝချမ်းသာလာပုံများနိုင်ငံဖြတ်ကျော်စီးပွားရေးကွန်ရက်တစ်ခုကိုတည်ဆောက်ထားကြပါတယ်။ မူမူကြီးစောချစ်သူခဆံမြင့်မှာတာနှုတ်တမိတူရှိပြီးဇနီးဖြစ်သူမှာနန်းခင်လဆိုသူဖြစ်ပါတယ်စောချစ်သူရဲ့တာနှုတ်မှာ BGF ဘူမူစောထုအေမူအသက်32နှစ်ဘူမူစောချစ်ချစ်အသက်28နှစ်နဲ့တမိနန်းနှင်းနန္ဒာအေအသက်26နှစ်တို့ဖြစ်ကြပါတယ်ဆံမြင့်စောချစ်သူရဲ့နာမည်လွဲဖြစ်အသုံးပြုထားတဲ့နာမည်နဲ့၎င်းရဲ့တာသမီများဟာ BGF ပိုင်ကုမ္ပဏီများမှာအထူးကအခန့်ကဏ္ဍမှာပါဝင်ပတ်သက်နေကြောင်း မိသားစုဝင်များအကြရှယ်ယာများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့်ခဆော့ချစ်သူမိသားစုဟာ BGF တပ်ရဲ့စီးပွားရေးလုပ်ငန်း6ခုကိုထိမ့်ချုပ်ပိုင်ဆိုင်ထားကြကြောင်းသိရှိရပါတယ်။ဒါအပြင်နာမည်ဇိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ခြံဝင်းကြီးနှစ်ခုဖြစ်တဲ့ Apollo Park နဲ့ Yulong Bay Park တို့မှာလည်းအ ਨੇ စုရှယ်ယာရှင်အဖြစ်ပိုင်ဆိုင်ထားကြကြောင်းရင်းစီးပွားရေးလုပ်ငန်းနှစ်ခုစလုံးမှာစံမြင့်ရဲ့တားဖြစ်သူ BGF ဘုံမှုဆော့ထုအေမှုဟာဒါရိုက်တာနဲ့ရှယ်ယာရှင်တအုပ်ဖြစ်ကြောင်းသိရှိရပါတယ်။ ဆော့ချစ်သူရဲ့တမိဖြစ်သူနန်းနင်းနန္ဒာအေးအသက်26နှစ်ဟာစင်ကာပူနိုင်ငံနဲ့ဗြိတိန်နိုင်ငံတို့မှာပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဘွဲ့ရရှိထားက BGF ရဲ့လုပ်ငန်း၄ခုမှာရှေ့ရရှင်းတဲ့ဒါရိုက်တာဖြစ်ပါဝင်နေပါတယ်။ဆော့ချစ်သူရဲ့မိမနန်းခင်လာဟာမိသားစုစီးပွားရေးမှာပါဝင်လုပ်ကိုင်မှုရှိပေမဲ့ရှေ့ရရှင်းတဲ့ဒါရိုက်တာယာဒူးများကိုရယူခြင်းမရှိပါဘူး။တို့ရမှာသူမက BGF ရဲ့စီးပွားရေးလုပ်ငန်းများမှာအကျိုးအမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မော်လမြိုင်ယထာလန်းမိုင်းခွဲခံရပြီးတရားဒဇင်ပစ်စီစစ်ကောင်စီကယထာများနဲ့မော်လမြိုင်အခြေစိုက်အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုစစ်ကူများနဲ့လက်နက်ခဲယမ်းများပို့ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ပြီးလင်းမြို့နယ်အတွင်းရန်ကုန်မော်လမြိုင်ယထာလန်းမိုင်းခွဲခံရပြီးတရားဒဇင်ပစ်စီသွားကြောင်းစစ်ကောင်စီသတင်းအင်းမြင့်နဲ့တော်လိုင်းရဲ့သတင်းအင်းမြင့်များထံမှသိရှိရပါတယ်။ ယနေ့မေလ6ရက်နေ့နနက်အစောပိုင်းဘီလင်းမြို့နယ်အတွင်းမှာရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလန်နှင်းပလဲဘူတာနဲ့တောင်စွန်းဘူတာအကြမိုင်းခွဲခံရပြီးတံတားတစ်စင်းမှာကြိုးကျပျက်စီးသွားကြောင်းသိရှိရပါတယ်။ ယနေ့6ရက်5လ2025ရက်နေ့မော်လမြိုင်ဘူတာကြီးမှထွက်ခွာမဲ့အမှတ်82အစုံမော်လမြိုင်ရန်ကုန်ယထာနဲ့ရန်ကုန်ဘူတာကြီးမှထွက်ခွာမဲ့အမှတ်81အစံရန်ကုန်မော်လမြိုင်ယထာခရီးစဉ်နှစ်ခုကိုယာယီဖျက်သိမ်းထားပြီးဝယ်ယူထားပြီးတဲ့ယထာလက်မှတ်ခများကိုမော်လမြိုင်ဘူတာကြီးနေချင်းလက်မှတ်ရုံမှာပြန်အမ်းနေပြီဖြစ်ပါကြောင်းအတိပေးအကြောင်းကြားအပ်ပါသည်ဆိုပြီးစစ်ကောင်စီလက်အောက်ခံမြန်မာမိယထားကကြေညာထားပါတယ်။ တော်လန်ရေးတရင်အရင်မြစ်တစ်ခုကလည်းရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရတဲ့တရင်သိရှိထားပြီးမြည်သည့်အဖွဲကလှုပ်ဆောင်သူကိုမသိရသေးပေမဲ့ရန်ကုန်မော်လမြိုင်ယထာလန်မှာတစ်ဆင့်ယထာများနဲ့မော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ထနာကျုံနဲ့ရတခနယ်မြေများကိုစစ်ကူများနဲ့လက်နက်ခဲယမ်းများပို့ဆောင်လေရှိကြောင်းသိရှိရပါတယ်။ယထာနဲ့စစ်ကူပို့တာလက်နက်ခဲယမ်းတွေပို့တာတော့မကြခဏရှိနေတယ်။ယထာလန်မိုင်းခွဲတာတော့ဘသူတွေလှုပ်လဲတော့မသိရဘူး။ယထာလန်ကစစ်ရေးအတွက်တုံးနေတာ ကုံယထလိုလိုနဲ့ရတခကိုစစ်ကူနဲ့လက်နက်ခဲယမ်းတွေမကြာခဏပို့နေတာရှိတယ်လို့တော်လန်ရင်တရင်အရင်မြစ်ကဆိုပါတယ်။မေလ3ရက်နေ့ညပိုင်းကလည်းတထုံမြို့နယ်မိုးကောင်းကြည်ရွာမိုးကောင်းဇေဒီအနီးရန်ကုန်မလမြိုင်ကားလမ်းမှာမိုးကောင်းတထားကိုမိုင်းခွဲမှုဖြစ်ပွားခဲ့ပြီးတထားမှာလုံးဝပြိုကျပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီနောက်မြန်မာတို့ကြုံနေရတဲ့ကြမာစုအတွက်ဒေါ်အောင်ဆန်းစုကြည်ဟာဗီလိန်မဟုတ်ဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ ဒေါ်စန်းစုကြည်အကြောင်း Voice of Hope အပါအဝင်စာအုပ်ပေါင်းများစွာရေးသားခဲ့တဲ့ American စာရေးဆရာကြီးဗုဒ္ဓဓမ္မတရားများဟောပြောပို့ချနေသူ Alan Kleeman နဲ့ Burma's Voice of Freedom နဲ့ Aung San Suu Kyi from Prison and A Letter to a Dictator စာအုပ်များရေးသားခဲ့တဲ့ Focus Hello တို့ Asia Times ပါ Aung San Suu Kyi isn't the villain of Myanmar strategy စောင်းပါကိုပြန်လည်တင်ပြပေးပါမယ်ဝိပန်သူတချို့ကလက်ရှိကြုံတွေ့နေရတဲ့ကြောက်မက်ဖွယ်ကောင်းလာတဲ့ဝမ်းနည်းဖွယ်အဖြစ်ဆိုးကိုဖန်တီးခဲ့ကြတဲ့ ပြည်သူ့ကာများဖြစ်တဲ့စစ်အာဏာသိမ်းအဖွဲ့ကိုဝေဖန်ရှုတ်ချရမယ်အစား၎င်းတို့အတွက်အထင်ရှားဆုံးတားကောင်ဖြစ်ဒေါန်ဆန်းစုကြည်ကိုပြစ်မှတ်ထားလာခဲ့ကြပါတယ်။ကမ္ဘာသတင်းမီဒီယာများကမြန်မာကိုအမေရိကန်နိုင်ငံအဖြစ်ပုံဖော်လာခဲ့ကြပေမဲ့တကယ်တမ်းမှာတော့တမင်တကာလစ်လျူရှုတ်ထားခဲ့ကြခြင်းသာဖြစ်တယ်ဆိုတာကိုဒီဇင်ဘာလအတွင်းလန်ဒန်မှာရှိတဲ့ Independent သတင်းစာကြီးရဲ့ The Cancer ဆိုတဲ့သတင်းမှတ်တမ်းရုပ်ရှင်မှာတွေ့မြင်လာရပါတယ်။ ဒေါ်ဆန်းစုကြည်ကိုဝေဖန်သူများဟာကြိုးကြောင်ကင်းမဲ့စွာသူတော်စင်တဦးအလားမျောလင့်ထားကြသူများဖြစ်ပြီး၎င်းတို့ထင်တယ်လို့ဖြစ်မလာခဲ့တဲ့အခါမှာတော့သူတော်စင်အဖြစ်မှ feeling အဖြစ်ကိုချက်ချင်းလိုလိုကူးပြောင်းသွားခဲ့ရပါတယ်။မြန်မာမှာရှိခဲ့တဲ့ဒီမိုကရေစီမျောလင့်ချက်များပြတ်သုံးသွားရခြင်းဟာသူမကြောင့်ဖြစ်သည်ဆိုတာကို16နှစ်ရှိလာခဲ့တဲ့အချင်းဆန်ဘဝရောက်နေကြရှာတဲ့ဒေါ်ဆန်းစုကြည်ကိုအပြစ်ဖို့လာကြပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းက၎င်းနဲ့စကားပြောခဲ့ရတဲ့ဂျာနယ်လစ်တချို့ဟာ သူ့ရဲ့မိခင်ဖြစ်သူအပေါ်အထင်မှားခဲ့ကြကြောင်းဝန်ခံခဲ့တယ်လို့ကန်ဆယ်မှာပြောဆိုသွားခဲ့ပါတယ်။ယခင်မြန်မာနိုင်ငံဆိုင်ရာ British တန်မတ်ဖြစ်ခဲ့သူစာဂျွန်ဂျင်ကင်းကရိုဟင်ဂျာအရေးအခင်အတွင်းသူမရဲ့နိုင်ငံတကာမိတ်ဆွေများကစွန့်ခွာသွားခဲ့မှုကြောင့်2021ခုနှစ်မှာစစ်တပ်မှအာဏာသိမ်းရခဲ့ခြင်းဖြစ်တယ်လို့ပင်ပြောခဲ့ပါတယ်။2019ခုမှာဟိတ်မှာရှိတဲ့နိုင်ငံတကာတရားရုံးမှာမြန်မာဘက်မှခုခံကာကွယ်ခဲ့မှုကိုပင်စစ်တပ်ဘက်ကကာကွယ်သူဂျီနိုဆိုက်ကိုဖုံးကွယ်ခဲ့သူဖြစ်တယ်လို့ပြောဆိုရေးသားခဲ့ကြပါတယ်။ အဲ့ဒီလိုအပြောများဟာလမ်းဘေးကအရေးတစ်ခုလောက်ပင်အလေးထားစရာဖြစ်မလာခဲ့ပါဘူး။သူမအဖိုးကနိုင်ငံအတွက်တရားဥပဒေပိုင်းရောတန်တမန်ပိုင်းကပါတိမ်မွေ့ညင်သားစွာကာကွယ်ပေးခဲ့ပါတယ်။ပြည်တွင်းမှာဥပဒေဘောင်အတွင်းမှာမရှင်းမဲနိုင်ငံတကာကပါဝင်ဆွတ်ဖက်လာမယ်ဆိုပါကအခြေအနေများပိုဆိုးလာမည်ကိုသိထားသောကြောင့်လည်းဖြစ်ပါတယ်။မြန်မာဟာရခိုင်ပြည်နယ်အတွင်းကျူးလွန်ခဲ့တဲ့လူခွင့်ရေးဖောက်ပြက်မှုများကိုသိခံမှာမဟုတ်စစ်ရာဇဝမှုများကျူးလွန်ခဲ့သည်ဆိုပါကစစ်တပ်ကိုအေးအေးယူသွားမှာဖြစ်တယ်လို့ ICJ မှာပြောကြားသွားခဲ့ပါတယ်။ သူမပြောဆိုခဲ့မှုများရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်ခဲ့မှုများကိုညှင်းဆိုနေခြင်းမဟုတ်ပဲရှစ်လျှောက်ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများကိုအတိပေးလိုက်ခြင်းသာဖြစ်ပါတယ်။ဟိတ်မျိုးကိုသူမဟာကြံ့ရပါအဖြစ်ရောက်ရှိလာခြင်းမဟုတ်ဆက်၍ရှင်သန်ရက်တီတွားနိုင်ရေးအတွက်အားထုတ်ခြင်းများသာဖြစ်ပါတယ်။သူမကိုပူပေါင်းကြံစီသူဟု၍တစိ့ခတ်ခြင်းစစ်တပ်ရဲ့တုံမအစိုးရအပေါ်မွန်းကျက်အောင်ချုပ်ကင်ထားနေတဲ့အဖြစ်ကိုလစ်လျူရှုထားလိုက်ခြင်းသာဖြစ်ပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံရေး philosophy ဟာတပုတ်လီလွင့်ဆွဆွဲပြောဆိုခြင်းမျိုးမဟုတ်ပဲဆွေးနွေးခြင်းနဲ့ပြည်လျာပြည်လေကြောင့်ဖြည့်ရှင်းနိုင်ရေးပင်ဖြစ်ပါတယ်။သူမရဲ့ချင့်ကပ်မှုဟာအကွဲအကွဲအပြားပြားဖြစ်အောင်ပြောဆိုခြင်းမကောင်းဆိုးဝါးအသွင်ပုံဖော်ခြင်းလက်တုံပြန်ခြင်းများပြည့်နှက်လာနေတဲ့ကမ္ဘာမှာရှာရှာပပလို့ဆိုရမယ့်မဟာပြူဟာမျိုးဖြစ်တယ်လို့ဆိုရပါမယ်။ဒေါ်ဆန်းစုကြည်ဟာစစ်တပ်ဘက်ကပင်းနေဆိုတဲ့ဆွဆွဲချက်များဟာ သူမရဲ့ရည်ရွယ်ချက်ကိုလမ်းလွဲသွားစေပြီးစစ်တပ်မှလက်ကင်တုပ်ဖြစ်အုံချနေတဲ့2008ဖွဲ့စည်းပုံရဲ့ပကတိသဘောကိုညှင်းပယ်လိုက်ခြင်းဖြစ်ပါတယ်။စစ်တပ်ကိုဖျက်သိမ်းပစ်ဖို့ဆိုသည်ကမြည်သည့်အခါမှရွေးချယ်ရမယ့်ဖြည့်ရှင်းမှုမျိုးမဟုတ်ပါဘူး။စစ်တပ်မှ၎င်းတို့အပေါ်အယက်သားဘက်ကထိန်းချုပ်လာမယ့်အရေးကိုဟန်တားရန်ချမှတ်ထားတဲ့စနစ်သားဖြစ်တဲ့အတွက်ရင်းကိုတဆင့်ပြီးတဆင့်ပြုပြင်ပြောင်းလဲသွားနိုင်မှသာလက်တွေ့ကျတဲ့လမ်းကြောင်းပေါ်ရှောက်လန်းခြင်းသာဖြစ်ပါတယ်။စစ်တပ်ရဲ့အာဏာကိုဖျက်သိမ်းရင်ပြက်ကွက်ခဲ့တယ်လို့ဝေဖန်သူများဟာ အဘဲကြောင့်စစ်တပ်ကျူးလွန်ခဲ့တဲ့ရာဇဝမှုများကိုသူမပခုံးပေါ်လွှဲပြောင်းပေးဖို့အာတန်နေကြတယ်လဲဆိုဒီကအမှန်တကယ်မေးရမယ့်မေးခွန်းဖြစ်လာပါတယ်။မိရှို့သူကိုအပြစ်မပြောဘဲမိသက်သမားကိုအပြစ်တင်ခြင်းမျိုးသာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အကျက်တဲကြီးအတွင်းအာစာရဲ့တိုက်ခိုက်လာမှုဟာအပြစ်အပြက်သဘောမျိုးမဟုတ်ဘဲတမင်တကာလမ်းလွဲပေးလိုက်ခြင်းသာဖြစ်ပါတယ်။စစ်တပ်အားနေမြရှင်းလင်းရေးဆိုကစစ်စင်လာရန်ရန်စလိုက်ခြင်းသာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ရည်ရွယ်ချက်ကရိုဟင်ဂျာများတိတ်နဲ့ချီပြီးဘင်္ဂလားဒေ့ရှ်တဲ့ဝင်ပြေးလာခြင်းနဲ့ဒေတာတွေမတိမငြိမ်ဖြစ်အောင်ဖန်တီးရန်ရည်ရွယ်ခြင်းဖြစ်ပါတယ်ကိုဗီအာနယ်ကော်မရှင်တရက်ဖွဲ့စည်းပေးလိုက်ခြင်းဟာလူမျိုးရေးဘာသာရေးအရအကြောင်းကြီးထနေတဲ့နိုင်ငံတကာနိုင်ငံမှာနိုင်ငံရေးအရတတိရှိရှိပြုလုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဝေဖန်သူများကကော်မရှင်ရဲ့အမှန်တကယ်အရေးပါမှုကိုလက်လျူရှုပြီးလူထုဆက်ဆံရေးလှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ပယ်ချခဲ့ပါတယ်။ ဒေါ်ဆန်းစုကြည်ဟာကော်ဖီအာနန်ကော်မရှင်နဲ့ပြန်လည်ရင်ကြားဆိုင်နိုင်အောင်အုတ်မြစ်ချနိုင်ရန်ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထည့်ခဲ့တဲ့မဲတမဲတိုင်းဟာလူတို့မှစစ်တပ်ရဲ့အာဏာရှင်ဆန်တဲ့လုပ်ရက်များကိုအလျှော့မပေးဘဲပြင်းထန်စွာလက်တုံပြန်လိုက်ခြင်းသာဖြစ်ပါတယ်။၎င်းတို့ရဲ့ဒီမိုကရေစီရည်မှန်းချက်များကိုလည်းဒေါ်ဆန်းစုကြည်အပေါ်ယုံယုံကြည်ကြည်နဲ့ပုံအောလိုက်ခြင်းလည်းဖြစ်ပါတယ်။ဝေဖန်သူများကအဲ့ဒီအောင်ပွဲကြီးကိုသေးသိမ်အောင်ပြောဆိုပြီးဒေါ်ဆန်းစုကြည်ရဲ့ဥဆောင်မှုပြက်ကွက်ခဲ့တယ်လို့ပြောဆိုခဲ့ကြပါတယ်။ ရင်းဟာလူတန်းပေါင်းများစွာက၎င်းတို့ရဲ့အသက်အိုးအိမ်စီစဉ်ကိုစွန့်လွတ်အနစ်နာခံပြီးလွတ်လပ်တဲ့မြန်မာနိုင်ငံပေါ်ထွက်လာရေးကိုထောက်ခံကဲမှုအားအလေးမထားရရောက်နေပါတယ်။ဒေါ်ဆန်းစုကြည်အပေါ်မဲလာခြင်းဟာအာနာသိန်းခေါင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းအပါစစ်ဗိုလ်ချုပ်များတိုင်းပြည်ကိုဆယ်စုနှစ်နဲ့ချီပြီးကျွလွန်ခဲ့တဲ့ရာဇဝတ်မှုများမှေးမိန်သွားအောင်လုပ်လိုက်တယ်လို့ဖြစ်နေပါတယ်။အဲ့ဒီသူများဒီသာစနစ်တကျအကွက်ချအာနာသိန်းကဒီမိုကရေစီကိုဖျက်သိမ်းပြစ်ပြီးတိုင်းပြည်ကိုကတောင်းကနင်းဖြစ်အောင်တွန်းပို့ခဲ့ကြသူများသာဖြစ်ပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့ NLD ရဲ့အောင်ပွဲဟာလူတို့အကြအကြောက်တရားစိတ်ဝင်နေအောင်သူတို့ဖန်တီးခဲ့ကြတဲ့စနစ်ကြီးကိုစိန်ခေါ်လာမှုကြီးလည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်များအား၎င်းတို့ကျွလွန်ခဲ့တဲ့ရာဇဝတ်မှုများတာဝန်ခံလာအောင်မလုပ်နိုင်ပါကဒေါ်ဆန်းစုကြည်ကြောင့်မဟုတ်ပဲကဘာကြီးရဲ့ပြက်ကွက်ခဲ့မှုသာဖြစ်ပါလိမ့်မယ်။ဒေါ်ဆန်းစုကြည်ဟာလွတ်လပ်ခွင့်ဆိုတဲ့အိမ်မက်ကိုမရဲခဲ့ကြတဲ့တန်ပေါင်းများစွာသောမြန်မာပြည်သူများအားကိုစားပြုခဲ့တဲ့ခေါင်းဆောင်ဖြစ်ပါတယ်။သူမကိုတပုတ်လီလွင့်ဆက်လက်ပြောဆိုနေပါကထူးထူးခြားခြားခံနိုင်အားကောင်းစွာနဲ့ ိုင်းပြည်ရဲ့ဂုံတိတ်ကအတွက်ရုန်းကန်နေသူများကိုသေးသင့်အောင်ပြုတ်လို့ရကြပါလိမ့်မယ်။ဒေါ်ဆန်းစုကြည်ကိုအချင်းချထားခြင်းဟာသူမအတွက်ကန်ဆိုးမှုမောင်ကြခြင်းသာမဟုတ်ဘဲဒီမိုကရေစီကိုယ်တိုင်ကိုတစ္ဆာဖောက်မှုနဲ့အတူဆိုးရွားလှတဲ့မတရားမှုကိုနက်နက်ရှိုင်းရှိုင်းကျွလွန်နေကြခြင်းလည်းဖြစ်ပါတယ်။သူမအချင်းချခံနေရခြင်းဟာနိုင်ငံရဲ့မျှော်လင့်ချက်များမွန့်ကျက်လာခြင်းပင်ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့သူမရဲ့လွတ်မြောက်ရေးအတွက်သာမကသူမရဲ့တမိုင်းအစဉ်အလာကိုတရားမျှတမှုကင်းမဲ့စွာနဲ့ညှဉ်းနှံအောင်လုပ်နေတဲ့အပုတ်ချကမ်ပိန်းကိုလည်းရင်ဆိုင်နိုင်ဖို့လုပ်ရမည်ဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာမိသူတော်ခေါင်းဆောင်မျိုးဖြစ်သည်ဆိုတာကိုတမိုင်းကိုအမှန်တကယ်ရှိသည့်အတိုင်းစီရင်ဆုံးဖြတ်ခွင့်ပြုရမည်သာဖြစ်ပါတယ်။သူမဟာမဖြစ်နိုင်တဲ့အခြေအနေများကိုကြော်လွှားခဲ့တဲ့တတ်သိရှိတဲ့ခေါင်းဆောင်ကျွရင်းချက်ရှိခဲ့ပေမဲ့လည်းသူမပြည်သူများရဲ့ရုန်းကန်မှုကိုကိုစားပြုခဲ့တဲ့ပုံကန်တော်လှန်သောတင်ကြတာ နှစ်ပေါင်းများစွာအကြောက်တရားများဖန်တီး၍ကွဲပြားနေတဲ့နိုင်ငံတစ်ခုအတွင်းပြန်လည်တင့်မြက်ရေးရအတန်လည်းဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေး Free On ဆန်းစုကြည်နဲ့အမန်တကယ်အပြည့်ရှိတဲ့စစ်အုပ်စုကို၎င်းတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများအတွက်တာဝန်ခံစေရန်ရှင်းလင်းပြတ်သားစွာတောင်းဆိုရမှာဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ